အသက်၄၂နှစ်အရွယ်ရောက်မှပထမဆုံးကမ္ဘာပလာကစားရမယ့်စကော့လန်ကိုယ်သမားကြီးဂေါ်ဒန်အဂရစ်ပေါ်ကနေတင်ဆက်နေပါရီစကော့လန်တင်းရဲ့ဝိုင်းရုံကိုယ်သမားကြီးဖြစ်သူဂရိတ်ဂေါ်ဒန်ကတော့အသက်၄၂နှစ်အရွယ်မှပဲပထမဆုံးကမ္ဘာပလာကစားခွင့်ကိုရရှိသွားတော့မှလည်းဖြစ်ပါရီစကော့လန်တင်းရဲ့နံပါတ်၁ကိုယ်သမားဖြစ်သူဂေါ်ဒန်ကပြီးခဲ့တဲ့၁၀ဆနှစ်နှစ်ခုကျော်ကြာတန်ပတနာရီနဲ့ခက်ခဲခဲနဲ့ရုန်းကန်နေခဲ့ရတာပါအသက်၄၂နှစ်အရွယ်ဂေါ်ဒန်ကတော့၂၀၀၄ခုနှစ်မှာကလေးကစကော့လန်လေယာဉ်စင်တင်းကြီးအတွက်စတင်ပွဲဥထက်ကစားခဲ့တာပါ။လာမယ့်နှစ်ရာသီကမ္ဘာပလားပြိုင်ပွဲကျင်းပချိန်မှာဆိုရင်တော့ဂေါ်ဒန်ရဲ့အသက်က၂၀ 43နှစ်ထဲကိုရောက်ရှိနေပြီလည်းဖြစ်ပါရင်စကော့လန်အသင်းကဒိမတ်အသင်းကို၄ဂိုးနှစ်ဂိုးနဲ့နိုင်ယူပြီးတော့ကမ္ဘာ့ဘလောက်ဝင်ကွင်းရရှိခဲ့တဲ့ပွဲစဉ်မှာဂေါ်ဒန်ကစကော့လန်အသင်းရဲ့ဂိုးပေါက်ကိုတောင်းယူပြီးတော့လက်စွမ်းပြကာကွယ်မှုတချို့ပြုလုပ်ထားခဲ့တာဖြစ်ပါရင်အသက်42နှစ်အရွယ်ရောက်မှကမ္ဘာ့ဘလောက်ပြိုင်ပွဲကိုပထမဆုံးကြိမ်ကစားရမယ့်ခန်းစားချက်အပေါ်မှာဂေါ်ဒန်ကအခုလိုမျိုးဖွင့်ဟလာခဲ့ပါရင်ဓာခရန်ကိုစိတ်ခံစားရပါရင်ကျွန်တော်ဒီပြိုင်ပွဲမှာကစားဖို့ကြိုးစားပြီးတော့ဆောင်ဆိုင်နေခဲ့ရတာနှစ်ပေါင်း20ရှိပါပြီလမ်းလျှောက်မှာလည်းကြာရှုံးမှုတွေအများကြီးနေပါပဲစိုးရတဲ့ညတွေကိုလည်းကြော်ဖြတ်ခဲ့ရပါရင် ဒါပေမဲ့လူမျိုးဘဝရဲ့ကောင်းမွန်တဲ့စိတ်ပိုင်းမျိုးကိုရောက်လာမယ်လို့မထင်ခဲ့မိပါဘူးဒီသင်ရဲ့စိတ်ပိုင်းဖြစ်ရတာတကယ်ကိုပျော်ရွှင်ရပါပြီနောက်ဆင့်ဘာလုပ်ရမယ်ဆိုတာကိုမတွေးခင်မှာဒီချိန်မှာပဲခဏနင်းမြုပ်နေခြင်းပါပြီကျွန်တော်နေရာဒီမှာကစားမပွားကနေနားယူဖို့တောင်းမှနှိဆက်ခဲ့ပါတယ်လို့ကိုယ်တန်ကပြောဆိုသွားခဲ့တာပါကောင်းမွန်တဲ့စုဖွဲ့တစ်ခုနဲ့အတူ1998ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ကမ္ဘာဖလားဝင်ခွင့်ရမယ်စကော့လန်သားတွေလာမယ့်နေရာဒီမှာဘာတွေလုပ်ပြသွားနိုင်မလဲဆိုတာစောင့်ကြည့်သွားရမှာပါ ဒီနေ့ချင်းဆက်မကတော့လောက်ပါပဲနောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ပါရမညာ